အေအေပေါ့ရခိုင်တပ်မတော်ကရခိုင်လူငယ်တွေကိုအတင်းအကျပ်စစ်ထဲမဝင်ခိုင်းပါဘူးဆိုတော့ခေါင်းစဉ်ပေးထားတယ်။ဘာဖြစ်လို့ဒီခေါင်းစဉ်ပေးထားရလဲဆိုတော့အခုတင်းနေထဲမှာပါနေတာပေါ့ဗျာ။အေအေကနေပြီးတော့မြောက်ဦးတို့ကြောက်တော်တို့ဒီဘက်ချမ်းနေမှာပေါ့။ရခိုင်လူငယ်တွေရခိုင်တပ်မတော်တွေဝင်ရမယ်စစ်မှုထမ်းရမယ်ဆိုတော့ဥပဒေတွေထွက်နေတယ်ဆိုပြီးတော့ ပြောဆိုနေတယ်သတင်းတွေထဲမှာလည်းပါနေတယ်ကျွန်တော်တို့ငငယ်ရလို့သားကြီးကြီးစစ်သေးဝင်မယ်လို့သမီးကြီးသမီးကြီးလို့ရှိရင်စစ်ဘုံကြီးယူမယ်ဆိုတဲ့ခက်လည်းမရှိတော့ဘူးအဲ့ဒီအပြင်မှာမှကိုတိုင်းရင်သာကိုလူမျိုးတပ်ဖွဲ့တဲ့ဝင်ရမယ်ဆိုရင်တောင်မှစစ်သေးကိုဝင်ခြင်းနဲ့လူငယ်တွေလူရွယ်တွေဆိုတာမရှိသလောက်ဖြစ်နေတယ်အဲ့ဒီအချိန်မှာမှသတင်းကတက်လာရခိုင်တပ်တော်အေအေက လူငယ်တွေကိုစစ်ထဲကိုဝင်ရမယ်လူငယ်တွေစစ်ထဲမဖြစ်မနေဖြစ်ရမယ်ဆိုတော့အပန်နေထွက်လာအဲ့လိုထွက်လာတဲ့အခါကျတော့ကျွန်တော်ပြောပါမယ်အေးအေးအနေနဲ့ကကွန်ဖက်ဒရိတ်တီဆောက်မယ်ဆိုပြီးတော့သူကြေညာထားတယ်သူရခိုင်အဖနိုင်ငံတော်ဤတီထောင်မယ်ဆိုပြီးသူကြေညာထားတယ်ဒီလိုကြေညာထားတဲ့အတွက်သူဥရောပဥပမာဒီကျွန်တော်တို့စကန်ဒီနေးဗီးယားနိုင်ငံတွေလို့ပေါ့ လူတိုင်းမဖြစ်မနေစစ်ထဲဝင်ရမယ်ဆိုတဲ့ဥပဒေတွေသူအာဏာရတဲ့အချိန်ကြလို့ရှိရင်လည်းပြဋ္ဌာန်းနိုင်တဲ့အနေအထားရှိတယ်။ဒါပေမဲ့တကယ်တကယ်တမ်းကျတော့အေအေရခိုင်တပ်တော်အေအေကစစ်ထဲဝင်ခိုင်းခြင်းမဝင်ခိုင်းခြင်းထက်ရခိုင်နေအခုကြုံနေရတဲ့ပြဿနာကအခြေအနေပေါ်မှာမူတည်ပြီးတော့ရခိုင်တိုင်းကစစ်ပညာသင်ရမယ့်အနေအထားဖြစ်သွား ရခိုင်တက်တော့အေအေကစစ်မှုထမ်းခိုင်းမဲ့အမိန်ကိုခမားတို့စောင့်နေလို့မရတော့ဘူးရခိုင်တက်တော့အေအေကစစ်မှုထမ်းရမယ်ပြောလို့ဆိုတဲ့အနေထားမဟုတ်တော့ဘူးခမားတို့အနေထားကရခိုင်တိုင်းစစ်ပညာသင်ရမယ်ရခိုင်ပြည်နယ်မှာရခိုင်ပြည်နယ်မှာနေရမယ်လူတိုင်းစစ်ပညာသင်ရမယ်လက်နက်ကင်ရမယ်ဆိုတဲ့အနေထားမျိုးဖြစ်အောင်အခြေအနေကြီးတစ်ခုလုံးကတွန်းပို့လိုက်အဲ့ဒီအခြေအနေတွန်းပို့ရဲဆိုတာ မြေပြင်မှာနေတဲ့ရခိုင်ပြည်သူတွေမြေပြင်မှာနေတဲ့ရိုဟင်ဂျာပြည်သူတွေ ਨੇ ဘလို့မှမဆိုင်ဘူးအတိတ်ကကပြည်ပမှာရှိနေတဲ့သူတွေကမှွေးနေတာပြည်ပမှာရှိနေတဲ့သူတွေကဘလို့မှွေးနေလဲဆိုတော့ဒီဘူးသီးတော့မောင်းတော့ဘက်မှာဖြစ်ခဲ့တဲ့ကိစ္စရှိတယ်ဗမာစစ်တပ်ကမရှိတော့ဘူးသို့တော့ RSO ကဝင်ပစ်တယ်ဒီနိုင်ငံရခြားမှာရှိနေတဲ့လူတွေကအေးအေးရခိုင်တပ်တော်က ရိုဟင်ဂျာရွာတွေမီးရှို့တယ်ဆိုပြီးတော့ကမ္ဘာသတင်းမီဒီယာတွေမှာဖြန့်တယ်ကျွန်တော်ထပ်ပြောဦးမယ်နော်ဘူတိတော်မောင်တော်ဘက်မှာဖြစ်သွားတဲ့ကိစ္စမှာရခိုင်တပ်တော်အေအေကဘူတိတော်မောင်တော်ကိုသိမ်းတယ်ဗမာစစ်တပ်ကထွက်ပြေးတယ်အာရက်ဆိုကအေအေကိုဝင်ပစ်တယ်နိုင်ငံရခြားမှနေတဲ့ရိုဟင်ဂျာခေါင်းဆောင်လို့သူတို့ကိုသူတို့ခေါ်တဲ့သူတွေကမီဒီယာမှာအေအေကရှိသမျှရိုဟင်ဂျာရွာတွေမီးရှို့တယ်ဆိုပြီးတော့ဝါဒဖြန့်တယ်။ဒီဟာကို အေးအေးရခံရတယ်ဒီဟာတွေအကုန်လုံးကဘမပေါ်သွားလဲဆိုတော့ BBC နဲ့ RSO ခေါင်းဆောင်ဦးကုတ်ကိုလင်းနဲ့အင်တာဗျူးတဲ့အချိန်မှာဦးကုတ်ကိုလင်းကတရားဝင်ပြောတယ်ဘမစစ်တပ်လည်းမရှိတော့ဘူးတဲ့ကျွန်တော်တို့ RSO တွေကဒီအေးအေးကိုဝင်ပြီးတော့ပြစ်တာတဲ့အဲ့ဒီမှာတိုက်ပွဲတွေပါထပ်ဖြစ်ပြီးတော့ဒီပြဿနာတွေတက်သွားတယ်ပေါ့အဲ့တော့ဒီပြဿနာတွေတက်ချင်းမတက်ချင်းကဒါအစလေးပဲရှိသေးတယ်ကျွန်တော်ပြောတဲ့စကားတွေကအချက်အလက်အတိအကျတွေနဲ့ပြောတာနော် BBC မှာဥကိုကိုလင်းနဲ့ကိုဝေဖြိုးနဲ့အင်တာဗျူးတဲ့အချိန်မှာဗမာစစ်တပ်တခုမှမရှိတော့ဘူး။ RSO က AA ကိုဝင်ပစ်တာ။ RSO က AA ကိုသေးသေးချာချာကိုချောင်းညောင်းပြီးတော့ပစ်ခတ်တဲ့ကိစ္စ။နိုင်ငံရခြားမှာရှိနေတဲ့လူခွေရဲသမားတွေနဲ့နော်ဗမာလူခွေရဲသမားတွေနဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေနဲ့လူခွေရဲသမားတွေပေါင်းပြီးတော့နိုင်ငံတကာမှာသတင်းဖြန့်တဲ့အချိန်ကြတော့ RS ဆိုတော့ဝင်ပစ်တာလည်းမပါဘူး AA ကမိရှို့တဲ့ကိစ္စပဲပါသွားတယ်ဒီအခါမှာပြဿနာတွေကမြေပြင်မှာရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်မြေပြင်မှာနေတဲ့သူတွေကရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်တယ်ဘလို့ဖြစ်လာလဲဆိုတော့ခမားတို့တည်င်းနေကြားတဲ့အခါမှာဒီရိုဟင်ဂျာခေါင်းဆောင်လို့နိုင်ငံရခြားမှာနေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေပြောတဲ့ဟာကတမျိုးဘာမှညာမှမသိပဲနဲ့ရိုဟင်ဂျာခေါင်းဆောင်တွေပြောတဲ့စကားနောက်ကိုလိုက်ပြောတဲ့လူခွေရဲသမားတွေပြောတာကတမျိုး မြေပြင်မှာဖြစ်နေတာကတမျိုးအဲ့လိုမျိုးဖြစ်တဲ့အခါမှာရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့အခါမှာမြေပြင်မှာနေရတဲ့သူတွေကအခက်အခဲတွေအကုန်ဖြစ်ကုန်အားရဆိုကဘသူမှလည်းမသိဘူး AI ကဘသူမှလည်းမသိဘူးအာစာကဘသူမှလည်းမသိဘူးအဲ့ဒီအချိန်မှာထပ်ဖြစ်တဲ့ပြဿနာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဗမာမွတ်စလင်လို့ပြောပြီးတော့နိုင်ငံရချားမှနေတဲ့သူဗမာမွတ်စလင်ပြောပြီးတော့နိုင်ငံရချားမှနေတဲ့သူ ကျွန်တော်ထပ်ပြီးတော့ခင်ဗျားတို့အဲ့ဒီကိစ္စဖတ်ရှင်းပြဗမာနိုင်ငံရေးအတိုင်းဝိုင်းမှာမွတ်စလင်နာမည်ခံလို့ရှိလို့ရှိရင်နိုင်ငံရေးပါလုံးလို့မရတဲ့အနေအထားမျိုးဖြစ်နေအဲ့ဒါကဘာလဲဆိုတော့ဗမာပြည်မှာလူမျိုးအိုဆေယနာရှင်ထိ ंछ ုပ်ထားတဲ့အခါကျတော့ဆေယနာရှင်အုပ်ချုပ်ပြီးတော့ဆေယနာရှင်ကခွဲခြားထားတဲ့အခါကျတော့ဗမာတွေလည်းကြောက်ရတယ်တိုင်းရင်းသားတွေလည်းကြောက်ရတယ်မွတ်စလင်နာမည်ခံတဲ့လူလည်းကြောက်ရတယ်တရုတ်လည်းကြောက်ရတယ်အကုန်လုံးကကြောက်နေရတဲ့အချိန်မှာဗမာပြည်မှာ မွတ်စလင်နာမည်ခံတဲ့သူတွေကနိုင်ငံရေးထဲမှာပါလို့မရဘူး။ကိုမြားရေးလည်းပုပ္ပလင်းလေးပြောရင်ဗမာနိုင်ငံရေးမှာဘာမှပါလို့မရဘူး။ကိုမြားရေးမှာမဟုတ်ဘူး88မှာပါခဲ့တဲ့လူတွေလည်းဗမာနိုင်ငံရေးမှာပါလို့မရဘူး။မွတ်စလင်လည်းနာမည်ခံထားတဲ့ဦးထွန်းကြည်တို့လည်းဗမာနိုင်ငံရေးမှာပြောချင်တာသာပြောလို့ရမယ်ပါလို့မရဘူး။သူတို့နေရာမပေးဘူး။အဲ့တော့ဘာဖြစ်လဲဆိုတော့တကယ်ဗမာဟိုဗမာနိုင်ငံသားခံပြီးတော့နော်ကို ိုးကွယ်ခြင်းပဲယုံကြည်ခြင်းနဲ့ဆိုတဲ့လူတွေကအခြေအနေကိုသိတဲ့အခါမှာဘာမှမပြောဘူး။ဒါပေမဲ့နိုင်ငံရခြားမှာရောက်နေတဲ့လူတွေကြတော့နိုင်ငံရေးထဲမှာဗမာနိုင်ငံရေးထဲမှာလည်းထက်ထက်ဝင်ဝင်မပါတဲ့အခါအွန်လိုင်းပေါ်မှာပြောချင်တာပြောဖို့အတွက်ရိုဟင်ဂျာတွေနဲ့သူတို့ကရိုဟင်ဂျာတွေကိုဖူတုံးလုပ်ဗမာပြည်ထဲမှာရှိနေတဲ့နော်မွတ်စလင်ဆိုတဲ့လူတွေကဘာသာကြီးငါးပွဲတို့ကြံတဲ့ဗမာနေရတဲ့သူတွေက ကြီးလန့်ဆာဆာနေရတာမိတိလာလိုဖြစ်မှလည်းသိကြောက်တယ်။တော့ကြငါတို့ပလီလာဖြစ်မှလည်းသိကြောက်တယ်။အဲ့တော့သူတို့ကနီးရတာကြောက်တယ်ဆိုပြီးတော့ဗမာပြည်ထဲမှာအထိုက်လျောက်အကုန်လှည့်ပတ်ပြီးတော့အဆင်ပြေသလိုနေနေရတာကိုတေအောင်မိုးကြီးအစ္စလာမ်မို့ဝါလေးကောဒီလိုဖြစ်နေတဲ့သူတွေကဗမာပြည်သားတွေနဲ့ဒန်းတူပဲမင်းတို့ဗမာတွေခံရရင်ငါတို့လည်းခံရတယ်သူကဗမာမွတ်စလင်လေဗျာမွတ်စလင်ဖြုတ်လိုက်ရင်သူတို့လည်းဗမာမင်းတို့ခံရရင်ငါတို့ခံရတယ် မင်းတို့စစ်သားစုဆောင်ခံရတယ်လို့ငါတို့လည်းစစ်သားစုဆောင်ခံရတယ်သို့တော့နိုင်ငံရချားမှရောက်နေတဲ့လူတွေကြတော့သူတို့အနှိမ်ခံရတဲ့ဟာကိုသူတို့ကဗမာပြည်တွင်းကမွတ်စလင်တွေခံရမှာကိုလည်းသူတို့ကကြောက်တယ်သူတို့ဆွေမျိုးသားချင်းတွေရှိတာကိုအဲ့တော့ဗမာမွတ်စလင်ဆိုပြီးနာမည်ခံပြီးတော့လည်းသူတို့ကမလုပ်ဖဲနဲ့သူတို့ကရိုဟင်ဂျာတွေကိုခုထုံးလုပ်ရိုဟင်ဂျာအရေးပြောတယ်ရိုဟင်ဂျာအရေးလုပ်တယ်ဆိုပြီးတော့သူတို့က ဒီဗမာပြည်ထဲမှာမွတ်စလင်တွေခန်းနေရတဲ့နော်ဟာတွေကိုကာကွယ်ကျင်တာလားသူတို့ကိုကြိုးကိုရှာကျင်တာလားနော်သူတို့နာမည်လိုကျင်တာလားမသိပဲနဲ့သူတို့ကရိုဟင်ဂျာတွေကိုခူတုံးလုပ်အဲ့ဒီလိုရိုဟင်ဂျာတွေကိုခူတုံးလုပ်တဲ့အခါလဲကြာလဲကြာရောမြေပြင်မှာရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ကုန်ရောတကယ်မြေပြင်မှာကရိုဟင်ဂျာဆိုတဲ့လူတွေလည်းခန်းနေရတာနော်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာတွေလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဒုက္ခပေးတာညှိုးစုံနဲ့ခန်းနေရတယ် မင်္ဂလာရေးဒုက္ခတဲ့စခန်းမှာရှိတဲ့ရိုဟင်ဂျာပြည်သူတွေဒုက္ခတဲ့တွေလို့နာမည်ခံထားတဲ့ရိုဟင်ဂျာအစ်စ်တွေလည်းဘင်္ဂလားဒေ့ရှ်ကဒုက္ခပေးတာနှီးမျိုးစုံနဲ့ခံနေရတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနှိမ်နာပြူတာကိုနှီးမျိုးစုံနဲ့ခံနေရတယ်။ဒီလူတွေကလည်းဗမာပြည်ကိုလာခြင်းနဲ့။ဒါပေမဲ့လူအခွေရေးသမားတွေနိုင်ငံရချမှတ်နေတဲ့ရိုဟင်ဂျာလို့ခေါ်တဲ့သူတွေနိုင်ငံရချအောင်ရောက်သွားတဲ့ဗမာမွတ်စလင်နာမည်ခံတဲ့ကိုကြိုးရှာတဲ့လူတွေကလည်းဒီရိုဟင်ဂျာတွေပြန်သွားမဲ့ကိစ္စတို့ ပြန်မဲ့ကိစ္စတို့မှာသူတို့အခွင့်အရေးတွေဆုံးရှုံးမှအကြောက်တဲ့အခါကျတော့သူတို့ကလည်းနှီးမျိုးစုံနဲ့ပြဿနာရှာအဲ့လိုပြဿနာရှာတော့ဘာတွေဖြစ်လာလဲဆိုတော့ဒီရိုဟင်ဂျာတန်ထဲမှာပဏတ်ရှိတာမရှိတာထားကျွန်တော်ထပ်ပြောဦးမယ်နော်ရိုဟင်ဂျာကန်ထဲမှာပဏတ်ရှိတာမရှိတာတွေထားရိုဟင်ဂျာကန်ထဲကလူတွေလက်နဲ့ကိုင်းနေတာမကိုင်းနေတာထားအွန်လိုင်းပေါ်မှာဘာဖြစ်လာလဲဆိုတော့ငါတို့ကရခိုင်ကိုတိုက်မယ်ငါတို့ကရခိုင်ပြည်နယ်ထဲဝင်မယ် ငါတို့ကအေးအေးကိုတိုက်မယ်ဆိုပြီးတော့အတန်နေထွက်လာအောင်အတန်နေထွက်လာအောင်အတန်နေတောက်လျှောက်ထွက်လာတဲ့အခါကျတော့အတန်ကြောင့်ဖားသိဆိုသလိုဖြစ်တာပေါ့အတန်ကြောင့်ဖားသိဆိုတာဘာလဲဆိုတော့ဒီရိုဟင်ဂျာတန်ကနန်းရှိတဲ့လူကြီးကလက်နက်တွေကိုင်မယ်အေးအေးကိုတိုက်မယ်စစ်တပ်နဲ့ပေါင်းနေဆိုတဲ့ဟာတွေကလည်းအာစာစစ်တပ်နဲ့ပေါင်းနေဆိုတာကလည်းပေါ်နေဒီကြားထဲမှာ AIA တို့ဘာတို့ဆိုပြီးတော့အာစာတို့ဆိုပြီးရခိုင်နဲ့တိုက်တဲ့တိုက်ပွဲတွေကလည်းဖြစ်နေတယ် ဒီတော့ဘာဖြစ်လဲဆိုတော့အတန်နဲ့ဖားတွေဖေးကုန်အတန်နဲ့ဖားတွေသေးတယ်ဆိုတာဒီရိုဝင်ဂျာတွေကတိုက်မယ်ခိုက်မယ်ချမယ်လဲပြောလဲပြောဒီဘက်ကရခိုင်ကောင်းဆောင်နေရလဲသူတို့အကာအကွယ်ပေးရတော့မယ်နောက်တစ်ချက်ကရိုဟင်ဂျာတွေစိတ်ကူးရင်လာရှိတယ်ဗမာမွတ်စလင်တွေစိတ်ကူးရင်လာရှိတယ်ဗမာမွတ်စလင်ဆိုတာကျွန်တော်တို့ဗမာပြည်သူတွေနဲ့အတူတူနေတဲ့မွတ်စလင်တွေကိုပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ထပ်ပြီးတော့ခွဲပြောဦးမယ်ဗမာမွတ်စလင်ဆိုတာဗမာတွေနဲ့အခုဗမာပြည်ထဲမှာနေပြီးတော့ စစ်မှုထမ်းဥပဒေကိုကြောက်ပြီးတော့เนาะရှောင်ပြေးနေတဲ့ဗမာမွတ်စလင်တွေမဟုတ်ဘူးနိုင်ငံရချားမှာရောက်ပြီးတော့ပြောချင်တာပြောလှုပ်ချင်တာလှုပ်နေတဲ့မွတ်စလင်တွေကိုပြောတာဒီမွတ်စလင်တွေကလှုပ်ချင်တာလှုပ်တဲ့အခါကျတော့ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီတိုက်မဲ့ခိုက်မဲ့တွေဖြစ်တဲ့အခါလဲကြာလဲကြာအေးအေးရဟိုအာဂုရကပြောတာတခုလွဲသွားလို့အဲ့မွတ်စလင်တွေအကုန်လုံးကနေပြီးတော့သူတို့ကဘာတွေကိုပြောလာလဲဆိုတော့ပါလက်စတိုင်းလို့ဖြစ်လာ ပါလက်စတိုင်းနဲ့အစ္စရေးလို့ဖြစ်လာပါလက်စတိုင်းနဲ့အစ္စရေးလို့ဖြစ်လာရင်လည်းထပ်ပြောဦးမယ်နော်ရခိုင်ကအစ္စရေးမဟုတ်ဘူးခင်ဗျားတို့တမိုင်းနဲ့ပထဝီတွေသင်္ချာတွေအကုန်ပွက်ကင်ပြီးတော့ပြောရခိုင်ကသူ့ပရင်နဲ့သူနေခဲ့တာရိုဟင်ဂျာနိုင်ငံတော်ကြီးဆိုတာမရှိဘူးမကြဘူးရိုဟင်ဂျာနိုင်ငံတော်ကြီးဆိုပြီးတော့မကြဘူးရိုဟင်ဂျာဆိုတာနာမည်တော်မှနော်ဒီ UNG လက်ထက်ကြမှာဖြစ်လာတာ ကျွန်တော်တို့တွေတစ်ချိန်လုံးရိုဟင်ဂျာဆိုပြီးငင်းညံ့အောင်အခုချိန်ကြီးလဲငင်းညံ့အောင်တော့ဩပြောတယ်ဘာဖြစ်လို့ပြောလဲဆိုတော့မိနဲ့မဲမိခံကျင်တဲ့ကိစ္စခံကျင်ခံမခံကျင်နေငင်းညံ့အောင်အပြင်းအလူဖြစ်တဲ့အခါကျတော့ရိုဟင်ဂျာရိုဟင်ဂျာအာဘွားရိုဟင်ဂျာဘိုင်ယန်ဆိုပြီးငင်းညံ့အောင်ပြောလို့ရတယ်နော်ငင်းညံ့အောင်ပြောလို့ရတယ်သို့တော့ရခိုင်ပြည်သူတွေကျတော့ဒီရိုဟင်ဂျာကိုလက်မခံနိုင်ဘူးရိုဟင်ဂျာတွေကျတော့လေရိုဟင်ဂျာမခေါ်လို့ရှိလို့ရှိရင်အကုန်လုံးကလူခွင့်ရေးချိုးဖောက်တယ် ကျွန်တော်ထပ်ပြောပြအောင်မနော်ကျွန်တော်ခုရိုဟင်ဂျာရိုဟင်ဂျာခေါ်လို့ရှိရင်ရခိုင်နေရမကြိုက်ဘူးရိုဟင်ဂျာရိုဟင်ဂျာမခေါ်ဘူးဆိုရင်လည်းရိုဟင်ဂျာတွေကမလုပ်လဲဆိုတော့ဒီဟာအကုန်လုံးကမင်းတို့ကလူခွေရချိုးဖောက်တဲ့ကောင်တွေကဘာကြီးတို့မင်းတို့ကသိရမှာလူကိုလေမလေးစားတဲ့ကောင်တွေဆိုပြီးရိုဟင်ဂျာတွေကလည်းပြဿနာရှာတယ်ရိုဟင်ဂျာတွေမှလည်းအစိုးရတွေကဒါမျိုးဖြစ်တယ်ဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့သူတို့ကဒီဟိုကနေဒါမှာရှိတာတို့အမေရိကမှာရှိတာတို့ဥရောပမှာရှိတယ်ဆိုဗမာမွတ်စလင်တွေကပါ ဘလို့လုတ်ပြီလဲဆိုတော့ရိုဟင်ဂျာတွေနဲ့ပေါင်းပြီးတော့သူတို့ကပါလက်စတိုင်းအစ္စရေးဆိုတဲ့ပုံစံမျိုးနဲ့လူခွေရေးသမားတွေနဲ့လုပ်တယ်မင်းတို့ကမင်းတို့ပါလက်စတိုင်းနဲ့အစ္စရေးကိုတွားပြီးတော့မတုနဲ့ရခိုင်တွေကသူ့နဲ့သူ့မင်းသူ့ချင်းသူ့နန်းနဲ့သူ့နေလာတာမင်းတို့ဘင်္ဂလားဒေ့ဆိုတဲ့ဟာကလည်းအိန္ဒိယပြိုကွဲသွားပြီးပါကစ္စတန်ပြိုကွဲသွားပြီးတော့မှဘင်္ဂလားဒေ့တောင်ပေါ်လာတာဘင်္ဂလားဒေ့မပေါ်ခင်တည်းကရခိုင်တွေကသူ့သူ့နန်းသူ့ချင်းနန်းနဲ့နေနေတာအီရန်တွေတောင်မှလာပြီးရခိုင်တွေနဲ့အတူတူ ကုံွယ်မှုတွေလုပ်နေရမတူတာတွေရှောက်ပုပြီးတော့သိရမလားပြောချင်တာတွေရှောက်ပြောမနေနဲ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ရိုဟင်ဂျာကန်ထဲမှာအေအေကိုတိုက်ဖို့အရေးဒိုအရေးဆိုပြီးတော့អော်တဲ့កောင်တွေကអော်ခလေးတွေလည်းប៉တယ်လူကြီးတွေလည်းប៉အဲ့တော့ဘာဖြစ်လဲရခိုင်တွေစိုးရိမ်လာတာပေါ့ရခိုင်တွေစိုးရိမ်တော့ဘာဖြစ်လဲသူတို့ကိုသူတို့ကာကွယ်ဖို့အတွက်သူတို့အေအေကထုတ်တော့တာပေါ့အကုန်လုံးပေါ့လက်နက်ကန်ရမယ်အကုန်လုံးသတိနဲ့နေရမယ်ဖြစ်တဲ့အခါကျတော့အတန်ကြောင့်ဖားသိပြီးတော့ တကယ်ပြန်လာခြင်းနဲ့ခိုးဝင်လာတဲ့ရိုဟင်ဂျာတွေတောင်မှခိုးဝင်ဖို့ကိစ္စတွေခက်ကုန်ရောသူ့ဆွေမျိုးနဲ့သူ့ဆွေမျိုးသားချင်းနဲ့သူကသူပြောပြီးတော့ပြန်လာမဲ့ရိုဟင်ဂျာတောင်မှအေအေကငကိုတော့မှဆိုလက်ခံတယ်။ဒါကသူကသူအေအေဆေးဆေးပြန်လာနေရာထိုင်ခင်းအခုကျတော့ကန်ထဲမှာအေအေကိုတိုက်မဲ့အေအေကိုသတ်မဲ့ဒါမျိုးတွေရှောက်ပြောပြီးတော့နိုင်ငံရခြားကောင်တွေကလည်းထုံမြနိုင်ကိုဖမ်းမယ်မဟုတ်ကောက်ကတွေရှောက်ပြောလုံနိုင်တာမလုံနိုင်တာသား ဖုံးမြင်နိုင်ကိုဖမ်းမယ်ဟာအေးအေးတစ်ဖွဲ့လုံးကိုသိတယ်မလား ICJ ပို့မယ်တဲ့အင်ဂါဂျိုပို့မယ်တဲ့ရှောက်ပြောအတန်ကြောင့်ဖားတွေသိပြီးတော့ဘာဖြစ်လာလဲဆိုတော့အခုဘင်္ဂလားဒေ့ရှ်ကနေသူ့အတူအေးအေးဆေးဆေးပြန်လာမဲ့လူတို့တော်မှရခိုင်တွေအကုန်လုံးကတန်တရားနဲ့ကြည်ကုန်ရောငကိုတော့ကညီအကိုလိုနေတဲ့သူတွေငကိုတော့ကညီအကိုလိုနေတဲ့သူတွေငကိုတော့ကဟိုကိုင်းကျွမီကျွန်းကိုင်းမီပေါ့သူ့အလုပ်ကိုလုပ်ကိုလုပ်သူ့လုပ်နေဆက်ပုံသွေးရေးတွေနဲ့လုပ်နေတဲ့ကိစ္စတွေပါအခု အေးစစ်စစ်ပြန်ဝင်လာမဲ့လူတော်မှဝင်လာလို့မရတော့ဘူးပြန်ဝင်လာမဲ့လူကိုဒီကောင်ကအာစာလားဒီကောင်ကအာရက်ဆိုလားဒီကောင်က AIA လားဘာမှမသိတော့ဘဲနဲ့အခုပြဿနာတွေတက်ပြီအဲ့ဒါ AA ကစစ်မှုထမ်းခိုင်းတဲ့ကိစ္စက AA ရဲ့ပြဿနာလည်းမဟုတ်တော့ဘူးရခိုင်နေအကုန်လုံးကလက်နက်ကင်ရမဲ့အနေအထားဖြစ်အောင်ကိုဒီရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့နိုင်ငံရချားလူတွေ ရခိုင်ခေါင်းဆောင်လို့ပြောတဲ့နိုင်ငံရခြားကလူတွေဗမာမွတ်စလင်ပြောပြီးတော့နိုင်ငံရခြားမှာနေတဲ့သူတွေရဲ့ဗဇက်တယန်းနဲ့အမှုတကယ်တကယ်ရမ်းကြလို့ရှိလို့ရှိဥပမာအခုဟိုဟိုဘယ်လိုပြောမလဲအတဦးလာပေါ့အတဦးလာကိုဖမ်းလိုက်တယ်ပြောအတအောင်အတအတအောင်ဒင်းဆိုပြီးတော့ကနေဒါကလည်းပြန်မလာဘူးအတသေးလူဦးဆိုပြီးတော့လည်းအမေရိကကပြန်မလာဘူးတို့တော့ဗဇက်ကတယန်းတာမင်းတို့အေအေရချလို့ရှိလို့ရှိရင်မင်းတို့ပြန်တိုက်ပေါ့ အဒီကြားထဲမှာမှလူအခွေရေပြောတဲ့ကောင်တွေအမေရိကကိုထွက်ပြေးပြီးတော့သိရမလားငါတို့ရိုဟင်ဂျာအကုန်လုံးပေါ့တန်းနဲ့ချီပြီးတော့ဟိုပြန်ဝင်လာမယ်ပေါ့ထပ်ပြောဦးမယ်ပထဝီနေထားရလေနတ်မြစ်ကြီးရှိနေတယ်စိတ်ကူးမရင်နဲ့ရိုဟင်ဂျာပြည်သူအစ်စ်တွေကိုပြောပြတာစိတ်ကူးမရင်နဲ့ဘာဖြစ်လို့စိတ်ကူးမရင်နဲ့လဲဆိုတော့မန္တလေးကကျုံကြီးကိုကြည့်မန္တလေးမှာတွေ့လားဗမာတွေဗမာဘီရင်တွေခေကောင်းတဲ့အချိန်မှာကျုံတွေတူးတယ်ဆိုတာအဲ့ဒါရေစီးကန္နာတို့ ကျင်းခံတာတို့လုပ်တယ်လို့ပဲနှက်မြင့်ရှိနေတယ်နော်တောင်ရင်ချောင်းလိုမျိုးဟိုခြေထောက်နဲ့ဖြတ်ပြီးတော့သွားလို့ရတဲ့ဟာမဟုတ်ဘူးသူ့မှာခံကြုတ်တွေရှိနေတယ်အဲ့ဒီလိုခံကြုတ်တွေကိုကြည့်ပြီးသွားလို့ရှိရင်ကိုယ်မှာလက်နဲ့ရှိလားသူ့မှာလက်နဲ့ရှိလားဒါမျိုးတွေရှိသေးတယ်ရော့အေးဆိုပြီးတော့တနက်တပန်းကိုကျွန်တော်ပြောရတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေတယောက်မှမပေးနိုင်ဘူးလောင်းကျစားချင်းနဲ့ခြားတယ်ထပ်ပြောဦးမယ်နော်အခု ရိုဟင်ဂျာဒုက္ခသည်စခန်းရှိတယ်ဆိုတော့ရိုဟင်ဂျာဒုက္ခသည်စခန်းမှာအခုပြောနေတဲ့နိုင်ငံရခြားမှာရှိပြီးတော့လူခွေရေးပြောတဲ့ကောင်းနေဟိုမာမိုစလီဆိုပြီးတော့ရိုဟင်ဂျာတွေကိုခုတုံးလုပ်နေတဲ့လူတွေလက်နဲ့တပန်းတပန်းကွဲဆိုပြီးတော့ဘယ်ကောင်းမှလည်းမပေးနိုင်ဘူးကုလသမဂ္ဂဆိုတာလည်းဘာမှမကူညီနိုင်ဘူးအခုပြဿနာဖြစ်နေတာကရိုဟင်ရခိုင်နေကြောက်နေတာကဒီလူတွေကိုပြန်ပြီးတော့လက်ခံမယ်ဆိုရင်တောင်မှမင်းတို့ရိုဟင်ဂျာခေါင်းဆောင်တွေအဲ့ဒီ နိုင်ငံရချားမာနေတဲ့ဗမာမော်စလင်ဆိုပြီးတော့ကိုကြိုးရှာပြီးတော့ラインပေါ်မှာပြောချင်တာပြောနေတဲ့ကောင်တွေပြောတဲ့အခါကျတော့အဲ့ဒီရိုဟင်ဂျာပြည်သူတွေကိုအခုအကုန်တန်တရားဖြစ်နေပြီခလေးတွေကိုတန်တရားဖြစ်နေပြီအဲ့ဒီပြဿနာကိုရှင်းရမှာအဲ့တော့စိတ်ကူးမရင်နဲ့ဟာဟိုပါလက်စတိုင်းနဲ့အစ္စရေးနှစ်နိုင်ငံတွဲနေတယ်ပေါ့ငါတို့ရိုဟင်ဂျာနိုင်ငံကြီးပေးရမယ်တွားပြီးစိတ်ကူးမရင်နဲ့ပေကြီးစိုးနဲ့အခုသေးကုန်လိမ့်မယ် ရိုဟင်ဂျာပြည်သူတွေလည်းကိုဟါကိုတည်တည်ချာချာသိဖို့လိုတယ်အဲ့ဒီနိုင်ငံရခြားပြောနေတဲ့ကောင်တွေနိုင်ငံရခြားကနေလှုပ်နေတဲ့ကောင်တွေကငါတို့ကိုခူတုံးလှုပ်လားမလှုပ်ဘူးလားဆိုတာတည်တည်ချာချာသိဖို့လိုတယ်အဲ့တော့ထပ်ပြောဦးမယ်အေအေကရခိုင်လူငယ်တွေကိုမှစစ်ထဲဝင်ခိုင်းလို့စစ်ခဲစစ်ထဲဝင်ခိုင်းတဲ့ကိစ္စမဟုတ်ဘူးတကယ်အခြေအနေမှန်ကိုသိနေတဲ့ရခိုင်ပြည်သူတွေကအသက်တရာကျော်ရှိတဲ့လူလဲစစ်ပညာသင်ရမယ် ဖုံကြီးလဲစစ်ပညာသင်ရမယ်အဲ့လိုအနေထားဖြစ်သွားအောင်ဘသူမှလောက်တာမဟုတ်ဘူးမမစစ်တပ်ကလောက်တာမဟုတ်ဘူးအလိုရင်ကြာခေါင်းဆောင်ဆိုတဲ့လူတွေနဲ့အဲ့ဗမာမွတ်စလင်ပေါ့ကိုဂျိုးရှာတဲ့အဲ့ရိုဟင်ဂျာတွေကိုခုတုံးလုပ်ချင်တဲ့ဗမာမွတ်စလင်တွေမှုန်းနေတာအဲ့ဒါကိုရိုဟင်ဂျာတကယ်ခေါင်းဆောင်တွေတေးသေးချာချာပြီးဖို့လိုတယ်အချိန်မီထိမ့်ဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ခမည်းတော် ဘလို့မှရှင်းလို့မရတော့ဘူးကျွန်တော်သိတယ်ကျွန်တော်ပြောပြမယ်ရန်ကုန်မှာတင်ရန်ကုန်မှာတင်ရိုဟင်ဂျာခေါင်းဆောင်အစ်စ်တင်ရှိတယ်ဘုကြုံထွေးမြတ်နိုင်တို့ကိုစာတင်ပေးခဲ့တဲ့ရိုဟင်ဂျာကျောင်းဆရာကြီးတွေတောင်ရှိတယ်ရန်ကုန်မြို့ထဲမှာတင်ရန်ကုန်မြို့ထဲမှာတင်ဘုကြုံထွေးမြတ်နိုင်တို့ကိုပါစာတင်ပေးခဲ့တဲ့ရိုဟင်ဂျာကျောင်းဆရာကြီးတွေပါရှိတယ်ဒီလူတွေနဲ့ညှိပြူပြီးတော့လှုပ်ဖို့လိုတယ်ဒီလူတွေရတဲ့အခုကြတော့ညှိလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရချမနေပြီးတော့လူခွေရေလို့လို့ခွဲခွေရေလို့လို့ပြောပြီးတော့ကိုဂျိုးရှားနေတဲ့ကောင်တွေကပြောချင်တာပြောနေတာလုံချင်တာလုံနေတာရိုဟင်ဂျာတွေကိုတနာတယ်ငါတို့နဲ့ဘာသာတူတယ်ပြောပြီးတော့အခွင့်အရေးယူတဲ့ကောင်တွေကအခွင့်အရေးကိုယူနေတာကလိန်ကကြစ်ကိုလုံနေတာအဲ့ဒီပြဿနာကိုမရှင်းနိုင်ရင်အဲ့ဒီပြဿနာကိုမရှင်းနိုင်ရင်အေအေကစစ်သေးဝင်မှာစစ်သေးဝင်မှာပြောနေစရာမလိုဘူးရခိုင်နေအခြေအနေအမှန်အကုန်လုံးကိုသိရင် သူ့ဟာသူအလိုလိုနေရင်တဲ့ကိုကိုကိုကာကွယ်ဖို့ဆိုပြီးတော့လက်နက်ကိုင်အကုန်ဖြစ်ကုန်ပါအဲ့ဒီလိုဖြစ်လာရင်ပြဿနာကပိုးပိုကြီးသွားလိမ့်မယ်အဲ့တော့ဖတ်ပြောပါဦးမယ်နော်ရိုဟင်ဂျာတွေကိုခူတုံးလုပ်ဘာသာတူတယ်ဘာသာတူတယ်ပြောပြီးရိုဟင်ဂျာကိုခူတုံးလုပ်နေတဲ့ကောင်တွေကလည်းအများကြီးဗမာလူခွေရေးသမားတွေကလည်းဗမာတွေတိုင်းရင်းသားတွေကိုလုပ်လို့မရတော့ရိုဟင်ဂျာတွေကိုခူတုံးလုပ်နေတာအများကြီး ရိုဟင်ဂျာတဲမှာလဲရိုဟင်ဂျာတွေကိုခူတုံးလုပ်ပြီးကိုကြိုးရှားနေတဲ့ကောင်တွေကအများကြီးအဲ့ဒီပြဿနာကိုရိုဟင်ဂျာတွေကိုဖာသာကိုမဖြေရှင်းနိုင်စိတ်ကူးမရင်နဲ့ပါလက်စတိုင်းနဲ့အစ္စရေးမဟုတ်ဘူးရခိုင်နိုင်ငံတော်ဤဆိုပြီးပေါ်ခဲ့တာဘင်္ဂလားဒေ့ရှ်မပေါ်ခင်နဲ့ရတကယ်တကယ်တမ်းရိုဟင်ဂျာပြည်သူတွေကိုဘင်္ဂလားဒေ့ရှ်ကလည်းတစ်ချိန်လုံးတင်မကျွေးနိုင်ဘူးကုလသမဂ္ဂကမပေးဘူးနိုင်ငံတကာကမပေးဘူးဆိုရင် အခုနိုင်ငံရချားမှရှိနေတဲ့လူဗမာလူခွေသမားတွေရောနော်ဘာသာတူတယ်ဆိုပြီးလှုပ်ရှားနေတဲ့ဗမာမွတ်စလင်တွေရောနော်အဲ့ရိုဟင်ဂျာခေါင်းဆောင်တွေရောအခုသူတို့ကိုယ်တိုင်မလေးငတ်မဲ့ပြတ်မဲ့ဖြစ်တဲ့အခါရိုဟင်ဂျာတွေကိုခူတုံးလုပ်နေတာတကယ်တကယ်ဒါကန်ထဲမှာနေရတဲ့ဒုက္ခတဲ့ရိုဟင်ဂျာတွေဟာတကယ်ကိုဒုက္ခရောက်နေတာဒီလူတွေနဲ့ရခိုင်ပြည်သူတွေနဲ့ဘာမှပြဿနာမရှိဘူးနော်ထပ်ပြောဦးမယ်နော် ဒီရခိုင်ပြည်သူတွေနဲ့ရိုဟင်ဂျာပြည်သူတွေနဲ့ဘာမှပြဿနာမရှိဘူး။အဲ့ဒီပြဿနာမရှိအောင်မရှိတာကိုရှိအောင်လုပ်နေတာရိုဟင်ဂျာကောင်းဆောင်တွေလူခွေရေးသမားတွေအဲ့ဒီဗမာမွတ်စလင်နာမည်ခံပြီးတော့ဗမာမွတ်စလင်နေနဲ့အတူတူမနေတဲ့ကောင်တွေနော်ရိုဟင်ဂျာကိုခုထုံးလုပ်နေတဲ့ကောင်တွေအဲ့ဒါကိုတည်တည်ချာချာရှင်းလင်းကြပါလို့ပြောရင်းနဲ့နော်ကျွန်တော် ဒီ live ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube မှာပြန်ပြီးတော့တင်ပေးပါမယ်စီလူဘူခရူရဲ့တတိယပါတယ်အားပါ